အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတရုတ်ရိုးရာမွေးနေ့ဖာရီအတွက်2025မှာတည်ရင်တည်ထိုက်တဲ့အချက်အလက်လေးတွေကိုပြောကြပေးတော့မှာဖြစ်ပါတယ်တရုတ်ရိုးရာမွေးနေ့ဖာရီက1953 1965 1989,1989,2001,2013နဲ့အခု2025မှာငွေဖွားတဲ့သူတွေကိုတရုတ်ရိုးရာခွင့်အရငွေနဲ့ဖွားတယ်လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။ငွေနဲ့ဖွားတွေကို9မျိုးခွဲပါတယ်။ဒကြီး9ပါးနဲ့ထပ်ပြီးတော့ခွဲခြားထားတာရှိပေမဲ့ဒီဗီဒီယိုထဲမှာတော့ငွေနဲ့ဖွားတွေအားလုံးနဲ့ပတ်သက်ပြီးတော့အကြောင်းဝင်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်။ ဝင်းနေဖွားတွေနဲ့ပတ်သက်ပြီးတော့ဝင်းနေဖွားရဲ့အကျဉ်းစရိုက်လေးကိုအနေငယ်ပြောပြချင်ပါတယ်ဝင်းနေဖွားအများစုသည် intuition လို့ခေါ်တဲ့ကိုယ့်ရဲ့အတွင်းစိတ်ကတိတဲ့အလိုလိုတိတဲ့စိတ်တွေစထမအာယုံလေးမှာ အကောင်းဆုံးသောရာသီဘွားတွေဖြစ်ပါတယ်เนาะတခြားသောရာသီကွေတွေထက်เนาะဒီမွေးနှစ်ဘွားတွေကအကြောင်းအမြင်ပိုင်းနဲ့ပတ်သက်လို့ရှိရင်တကယ့်ကိုဆရာသမားတယောက်လိုမျိုးအကြောင်းအမြင်ရတာတွေနံမိုက်ဆိုင်ရာပုံကိုယ်တွေနဲ့ချိတ်ဆက်ပြီးတော့ပြောဆိုဆက်သွယ်နိုင်တာတွေအိမ်မက်ထူးနမိတ်ထူးတွေအများဆုံးရတတ်တဲ့ရာသီကွေဖြစ်ပါတယ်ပြီးတော့ဒီမွေးနှစ်ဘွားတွေက စကားနဲပါတယ်ဝင်းနေဖွားတော်တော်များများရဲ့ character ကတော်ယုံနဲ့စကားတခုကိုမပြောပါဘူးပြောတဲ့ခါမှလည်းအကျိုးရှိတဲ့စကားမျိုးပြောသည့်ပထိုက်တဲ့စကားမျိုးကိုပြောလို့ရှိပါတယ်အများသောအားဖြင့်ဝင်းနေဖွားတွေကတော့စကားပြောတာထက်နားထောင်တာကိုပိုပြီးတော့သဘောကျပါတယ်ဒါအပြင်တိတိကျကျလေးသူများပြောတဲ့စကားကိုနားထောင်ပြီးတွေးခေါ်ရတာမျိုးကိုပိုပြီးတော့သဘောကျတတ်တာဖြစ်ပါတယ်ဒါကြောင့်သူတို့ကိုယ်တိုင်စကားနဲပြင်မဲ့သူများရဲ့စကားကိုတော့အလေးနဲ့ထားပြီးတော့နားထောင်ပြီးတတ်တဲ့ရာသီကိုနေထဲမှာတခုပါဝင်ဖြစ်ပါတယ်ဒါအပြင်ဝင်းနေဖွားတွေကအကောင်းဆုံးရုပ်ဝိထု စ္စည်းတွေကိုမျက်စိကြားတတ်ပါတယ်။ဝင်နေဘွားတွေကသဘောကျပြီဆိုလို့ရှိရင်အကောင်းဆုံးကမှအကောင်းဆုံးဆိုင်နေတတ်တဲ့ရာသီဘွားတွေဖြစ်တဲ့အတွက်အကောင်းဆုံးသောအိမ်အကောင်းဆုံးသောခြံအကောင်းဆုံးသောဖုန်းအကောင်းဆုံးသောကာစသဖြင့်အကောင်းဆုံး update ဆုံးအသစ်ဆုံးအရာတွေနဲ့ပတ်သက်ပြီးဝင်နေဘွားတွေကကြွယ်ဝတဲ့အသိဉာဏ်မြင်နိုင်တဲ့ဆူရှာတဲ့အမြင်အာရုံတွေကိုပိုင်ဆိုင်ထားကြပါတယ်။ ဝင်းနေခွားအမျိုးသားအများစုသည်စကားနေပေမဲ့လည်းတကယ်တမ်းစကားပြောပြီးဆိုရင်အပြောချိုတဲ့ကြပါတယ်တစ်ဖက်သားပေါ်မှာနားလည်မှုအပြင်နဲ့နှွေးထွေးမှုအပြင်နဲ့ပြောတတ်တဲ့စကားတွေကြောင့်ဝင်းနေခွားအမျိုးသားတော်တော်များများကစမ်းပွေးတဲ့အမျိုးသားတွေထဲမှာပါပါတယ်ဝင်းနေခွားအမျိုးသားတော်တော်များများသည်ဘလို့ဝင်းစားကွယ်ဝင်းစင်စီကောင်မှုအလွန်ကိုလိုက်ဖက်ကြော်ရှင်တဲ့ style မျိုးကိုပိုင်ဆိုင်ထားပါတယ်ဒါအပြင်လူတွေကိုဘယ်နေရာရောက်ရောက်အတန်နဲ့စွဲငင်ညှို့နိုင်တဲ့ယာတီဝင်တွေကတခုဖြစ်ပါတယ်အဝင်းနေခွားအမျိုးသမီးတွေကကြတော့ပေါ့နော် ဘဲဝိစားဘဲဝိခန္ဓာကိုယ်ပေါ်မှာတင်လိုက်တာနဲ့အဲဒီပစ္စည်းက လိုက်ဖိုက်မိတဲ့တကယ်ကိုကြော်ရှင်းသားပါတဲ့ပစ္စည်းတွေဖြစ်သွားလိမ့်ရှိပါတယ်။ဒါကြောင့်မွေးမြဖွားအမျိုးသမီးအများစုသည်လက်ဝတ်ရည်စနာတွေကိုဝတ်ဆင်ခြင်းအဝတ်အထည်လလလေးတွေကိုဝတ်ဆင်ခြင်းအားဖြင့်ပေါ့နော်။ကိုယ့်ရဲ့ချစ်တဲ့သူရဲ့နှလုံးသားကိုရရှိတတ်တဲ့နော်ထူးခြားတဲ့အမြင်အာရုံနဲ့ဖန်ဆားတတ်တဲ့ယာတီဘွားတွေတဲ့ကတခုဖြစ်ပါတယ်။ဒါအပြင်မွေးမြဖွားအမျိုးသမီးတွေရဲ့တခြားယာတီကွင်းတွေနဲ့မတူတဲ့အချက်တစ်ခုကအသားရည်အလွန်လှပပါတယ်။အသားရည်လှပတဲ့အခါမှာအသားရည်ဖြူယုံနေမဟုတ်ပဲနဲ့မြည်သည့်အသားရည်မဆိုလှပတဲ့ ုံစံပန်းရောင်ဘက်ကိုသွားတဲ့ pink ဘက်ကိုသွားတဲ့အသားရည်မျိုးလေးလေးများတော့ပြင်ရှိခဲ့ကြပါတယ်။ဒါကြောင့်မို့မွေးနေ့ခေါအမျိုးသမီးတွေကမိတ်ခဲ့ချေတာတာအလှပပြင်တာစသဖြင့်အဲ့လိုမျိုးပေါ့နော်။တကယ် feminine ဆန်တဲ့အလုပ်တွေမှာဆိုရင်တခြားသောနေ့ပွားတွေထက်ပိုပြီးတော့ထူးခြားစွာနဲ့ထင်ပေါ်နေတဲ့ဒီလိုလေးတွေအများကြီးရှိပါတယ်။ဒါအပြင်မွေးနေ့ခေါအမျိုးသမီးအများစုသည်တစ္ဆာရှိပြီးတော့ကိုယ့်ရဲ့ခင်မွန်းတွေကို အလုံကျွေးပြုတ်တဲ့အမျိုးသမီးတွေမှာပါပါတယ်ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုတံမိုးထားပြီးတော့ချစ်ခင်တတ်တဲ့ရာသီခွေအမျိုးသမီးဘွားအမျိုးသမီးတွေလည်းပဲဖြစ်တယ်ပေါ့နော် 2025မှာဝင်ရောအများစုကတတိထားရမယ့်ချက်ကကို့မှာကံကောင်းခြင်းတွေရှိနေပေမဲ့လည်းဒီနေ့မှာထိုက်ဆွေးကြတဲ့နေ့တွေကိုရောက်နေရပေါ့နော်။အဲ့တော့ထိုက်ဆွေးကြတဲ့အချိန်မှာများသောအဖြစ်မကောင်းတဲ့ဂျူစီဂျူနင်းကြတဲ့အချိန်လို့ဒါသတ်မှတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကုတုကောင်းမှုလေးများလို့ဖို့လည်းဝင်ရောအမျိုးသားမျိုးသမီးတွေကိုတိုက်တွန်းချင်ပါတယ်။အဲ့တော့ဝင်ရောတွေကဒီနေ့မှာစီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်အစိုးရအလုပ်ကိုင်းပဲဖြစ်ဖြစ်ပုဂ္ဂလိကအလုပ်ကိုင်းပဲဖြစ်ဖြစ်စီးမင်းစည်းကမ်းတွေဥပဒေနဲ့ပတ်သက်ပြီးတော့ကြော်လုံပြီးလုံမိတာသို့မဟုတ်ကိုယ့်ဘက်ကနေစံရင်စံညုံမပြည့်အောင်လုံမိတဲ့ ဲ့ကိစ္စမျိုးလေးတွေအမာယုံလေးတွေနားလည်မှုအလွယ်မလေးတွေပတ်သက်ပြီးပြဿနာဖြစ်ပေါ်တတ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာချမှတ်ထားတဲ့ကိုယ့်ရဲ့လုပ်ငန်းကထုတ်ပြန်ထားတဲ့စည်းကမ်းကိုနိုင်ကိုနေတဲ့နိုင်ငံဒေသကနေထုတ်ပြန်ထားတဲ့စည်းကမ်းလေးတွေကိုသတိထားဖို့လိုပါတယ်အထူးသဖြင့်ဒီနှစ်ထဲမှာ2025ထဲမှာမွေးနှစ်ဖွာအများစုသည်ဒီအရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့စင်ကာပူ၊ထိုင်း โอเคมาเลเซียอินโดนีเซียအစရှိတဲ့ဒီလိုအရှေ့တိုင်းနိုင်ငံတွေမှာနေတဲ့ပေါ့เนาะဒီမွေးနှစ်ဖွားတွေများမယ်ဆိုရင်ဒီနှစ်ထဲမှာကိုယ့်ရဲ့နေထိုင်ရာဒေသကအစိုးရကနေပြီးတော့အသက်ပြင်ဆင်ချမှတ်တဲ့စီမင်းစည်းကမ်းတွေရှိတတ်ပါတယ်အဲ့စီမင်းစည်းကမ်းနေနဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ပြဿနာဖြစ်ပြီးတော့ကိုဟာလုပ်ငန်းခွင်ထဲမှာဖြည့်ရှင်းရတာမျိုးတွေနော် report တင်ရတာမျိုးတွေစကားအများကြီးပြောရတာမျိုးတွေအဲ့လိုကိစ္စတွေရှိတတ်ပါတယ်ဒါပြင်မွေးနှစ်ဖွားတွေကဒီနှစ်ထဲမှာအထူးသတိထားဖို့လိုတဲ့အချက်အချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာအတူတူလို့ ောက်နေတဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်းမတ်တီးချားထဲမှာအဝင်ပြီးတော့ပေါ့နော်ကိုဟာစေတနာနဲ့လုပ်ပေးတဲ့အလုပ်ကလေးတစ်ခုပဲဒါပေမဲ့ကိုလုပ်လိုက်တဲ့အလုပ်ဒီအထင်သွဲခံရတဲ့အမားရင်းဖြစ်သွားတယ်အဲ့ဒီအကြောင်းမျိုးပို့ပြီးတော့ဝင်ပြီးစရာဖြည့်ရှင်းစရာကိစ္စတွေနဲ့ကြုံရနိုင်ပါတယ်ဒါကြောင့်မျိုးဝင်နေဖွားနေကိုဒီနေ့ထဲမှာလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးချင်တာကတော့ မေယာမစူပြပြတသားပြောပါစကားနည်းတဲ့အကျင့်ကိုလည်းပဲတစ်ခါကျရင်အဲ့အကျင့်ကကောင်းပေမဲ့လေကိုပြောရမယ့်စကားကိုလည်းကိုပြပြတသားပြောဖို့လိုပါတယ်အာမနာတန်ပြောဖို့လိုပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းဒီမွေးနှဖွားအမျိုးသားတွေဒီနှစ်ထဲမှာအလူသဖြင့်တော့အမျိုးသမီးထက်စားရင်အမျိုးသားတွေပို့ပြီးတော့တတိထားမယ်ချိန်မှာဒါကြောင့်မလို့မွေးနှဖွားအမျိုးသားတွေဒီနှစ်ထဲမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးအထူးကိုတတိထားဖို့လိုတဲ့အချိန်လို့ဒီဘက်ကနေပဲတတိပေးချင်ပါတယ် ငွေနှစ်ဖွာအများစုကဒီနှစ်ထဲမှာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ငွေဝင်ကိန်းရှိပါတယ်။သို့တော့ငွေအဝင်လည်းများမယ်ဒီနှစ်ထဲမှာအထွက်လည်းများတဲ့ဒီနည်းကြုံရတတ်ပါတယ်။ဒါကြောင့်လဲဆိုထိုက်ဆွေးကြတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ထဲမှာငွေဝင်လာတဲ့ခါမှာလက်ထဲမှာငွေမမြဲပဲနဲ့အကြောင်းမျိုးမျိုးပြပြီးတော့ငွေတွေကုန်တော့တာရှိနိုင်ပါတယ်။နောက်ဆုံးပေါ့နော်ပဆန်အိတ်ကျပြောက်လို့ငွေတွေပျောက်သွားရဲဆိုတဲ့အခြေအနေဒီဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေနှစ်ဖွာတွေဒီနှစ်ထဲမှာကိုယ့်ရဲ့ငွေရေးကြေးကိုနီးပြူဟာနဲ့တိတ်တိတ်ချာချာလေးတင်စီပြီးတော့အသုံးချပါ။ဒီနှစ်ထဲမှာငွေနှစ်ဖွာ ားတွေအတွက်ထိုက်ဆွေကိုလည်းအနားယူခြင်းနဲ့ကိုယ့်ရဲ့ကံကောင်းခြင်းတွေကိုလည်းထိမ့်သိမ့်ခြင်းနဲ့ဆိုရင်တော့နီးပြူပါဆိုတဲ့စကားလုံးလေးဒီလုံးလက်ဆောင်ပေးခြင်းပါတယ် strategy ဆိုတဲ့စကားလုံးမှာကိုယ့်ရဲ့ဘဝဖြစ်တမ်းမှုနေ့စဉ်ဘဝတွေကိုတေချာလေး plan ချပါ strategy viewer ရေးဆွဲပါကိုယ့်ရဲ့ဘဝကိုတိုက်ပွဲတစ်ခုလို့သဘောထားပြီးတော့ဒီနှစ်2025ကိုဖြတ်တန်းကြည့်ပါဒါဆိုလို့ရှင်ဝင်တဲ့ဘဝတွေအခုကြောင့်အမေငွေကြီးအခက်ခဲလေးတွေကိုတန်နိုင်တမျှအငြင်းငင်းနဲ့ကြော်လွားသွားနိုင်မှာဖြစ်ပါတယ် relationship ကိစ္စတွေမှာတော့ဝင်တဲ့ဘဝတွေဒီနှစ်ထဲမှာနည်းနည်းလေးရှင်မောစရာကိစ္စတွေရှိပါတယ်။ဒါကြောင့်လည်းဆိုရင်အိမ်နောက် ပြည်ဝီးသားမွေနေ့ခွာရီအတွက်ပို့ပြီးတော့တတိထားပါမယ်။ကိုယ့်ရဲ့အိမ်ောင်ရင်းမှာအခက်ခဲအနောက်ဆက်လေးတွေပေါ်လာတတ်တယ်။တယောက်နဲ့တယောက်ခွဲနေရမယ့်ကိစ္စလေးတွေစိတ်ဝမ်းကွဲပြီးတယောက်ကိုတယောက်စကားမပြောဖြစ်တဲ့ကိစ္စလေးတွေရှိတတ်ပါတယ်။ relationship မရှိသေးဘူးလို့လို့စင်မှာ single ဖြစ်နေတဲ့မွေနေ့ခွာရီအတွက်ကတော့သုံးမွေဆိုင်ချီလေးတွေပေါ်ပေါက်တတ်ပါတယ်။ကိုယ့်ရဲ့စိတ်ဝင်စားနေတဲ့တစ်ဖက်လူသူမျိုးကိုယ့်ကိုစိတ်ဝင် တစားနဲ့လာပြီးချင်းကပ်တဲ့သူရဲ့နောက်ွယ်မှာမရှုံမရှင်းဇာလန်လေးရှိတတ်တယ်။ကိုကအိမ်ကြောင်းလေးတွေကိုတော့မသိဘူးပေါ့နော်။အဲ့တော့ကိုရဲ့တစ်ဖက်လူကတုံးပင်းဆိုင်တဲ့အခြေအမှကိုရဲ့တခြားတယောက်ရဲ့ကိုရှင်ပြီးရွေးတာမျိုးမွေးနေဖွားတယ်။ကြောင်ရက်တက်ပါတယ်။ဒါကြောင့်မွေးနေဖွားတဲ့အနေနဲ့ဒီနှစ်ထဲမှာချစ်သူကြီးစားထားမယ်ဆိုရင်အလင်းစလိုမဆုံးဖြတ်ပဲနဲ့တစ်ဖက်လူရဲ့နောက်ကြောင်းကိုတိတိကျကျသိပြီးတော့မှဆုံးဖြတ်မယ်ဆိုရင်တော့အမားရင်လေးတွေနေပါမှာဖြစ်ပါတယ်။အိမ်နောင်တွေအနေနဲ့ဆိုလို့ရှိရင်တော့မွေးနေဖွားတွေကဒီနှစ်ထဲမှာတောင်းတဲ့တယောက်ပို့ပြီးတော့နားလည်မှုရှိစွာနဲ့စိစက်ညှိနှိုင်းပြီးတော့ ကားပြောဆိုရမယ့်အခြေအနေလေးတွေပေါ်ပေါက်လာနိုင်ပါတယ်ဒါပေမဲ့လည်းတယောက်ကိုတယောက်ပေါ့နော်စေစနစ်နိုင်လို့မရဘဲနဲ့စကားပြောဆိုလို့မရဘဲနဲ့ခိတ္တကနာခွဲခွာနေရတာအလောက်ကိုင်ရောက်ခွဲခွာနေရတာဂျမအေးချောင်းခွဲခွာနေရတဲ့ကိစ္စလေးတော့မလွဲမသွေနဲ့ဒီနေ့ထဲမှာကြုံရနိုင်ပါတယ်နော် ဝင်းနစ်ဖွားရည်အနေနဲ့2025မှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သတိထားဖို့လိုပါတယ်။ထိုက်ဆွေးကြတဲ့နှစ်လည်းဖြစ်တဲ့အပြင်ဝင်းနစ်ဖွားရည်ကဒီနှစ်ထဲမှာမထင်မှတ်ပဲနဲ့အစိတ်အသင့်နဲ့အစာတွေစားမိတာ၊ကိုယ်နဲ့မတည့်တဲ့အစာတွေစားမိတာ၊အချင်းအဆက်အငံအစိတ်အစသဖြင့်ကိုယ့်ရဲ့အရသာအာယုံထပ်ပို့ပြီးတော့ကိုယ်ခံနိုင်ရင်ရှိရတဲ့ပို့ပြီးကြော်လွန်တဲ့အစာတောက်တွေစားမိတာကြောင့်ကျန်းမာရေးအနှောက်အယှက်ဖြစ်တတ်ပါတယ်။ စေယုံစီကရောက်ရတတ်တဲ့မွေးနေ့ဖွားတွေဒီနှစ်ထဲမှာစေယုံစီကမထင်မပဲနဲ့တွားပြီးတော့နောက်ကူတာရတဲ့အခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်အဲဒါကြောင့်မလို့အစားအသောက်ကိုမြည်သည့်အစားအသောက်ပဲစားစားထိမ့်ထိမ့်သိမ့်သိမ့်နဲ့ balance ဖြစ်အောင်စားပါအခြေအနေကြီးပဲအရန်စားလို့မရပါဘူးအဆက်တည်းကြီးပဲရန်စားလို့မရပါဘူးပြီးခဲ့တဲ့နှစ်တွေတုန်းကအချင်းအဆက်တည်းအငန်လေးအလုံးကြုံစားခဲ့တဲ့မွေးနေ့ဖွားတွေဒီနှစ်ထဲမှာစေယုံစီကတွားပြီးရှိပါတယ်ဒီနှစ်ထဲမှာစပြီးတော့နော်အချင်းအဆက်တည်းအငန်လေးအလုံးကြုံစားမိရတဲ့သူတွေအရက်သေးစားအလုံးကြုံတောက်မိတဲ့မွေးနေ့ဖွားတွေတော့ကတော့စပြီးတော့ဂျမိုင်းလေးတွေ ပစ္စည်းယူရင်းတက်တဲ့အတွက်ကြောင့်မလို့အထူးအစားအသောက်ကိုအနေထိုင်ကိုလုံးဝစီရင်သင့်ပါတယ်အထူးသဖြင့်ဒီနေ့ထဲမှာမွေးနေ့ဖွာအမျိုးသားတွေအရက်သေးစားကိုလုံးဝရှောင်သင့်ပါတယ်အရက်မူးလို့အရက်မူးပြီးပြောတဲ့စကားတခွန်းကြောင့်အရက်မူးလိုက်တဲ့အတွက်ကြောင့်အရက်သေးစားကိုအလုံးကျုံတောက်သုံးလိုက်တဲ့အတွက်ကြောင့်တစ်ဖက်မှာကိုဒီလူတွေနဲ့အစင်မပြေတာ အဲဒီကိုယ့်ရဲ့ခရီးသွားလာကြီးပေါ့နော်ကားကားတွေနဲ့သွားတယ်ယာဉ်တွေနဲ့သွားတယ်အဲ့ဒီအလုပ်တွေမှာအဆင်မပြေတာအလုပ်ကိုင်းတွေမှာအဆင်မပြေတာစသဖြင့်ကိုယ့်ရဲ့နေတူတူကနေစဉ်လုံးနေတဲ့အလုပ်တွေမှာအနှောင့်အယှက်ဖြစ်တာလေးတွေကြုံရနိုင်တဲ့အတွက်ကြောင့်လို့မွေးနေ့သားမွေးနေ့ဘွားမျိုးသားတွေဒီနေ့ထဲမှာအာတော်တော်လေးကိုယ့်ကိုထိနေသိသိနေနိုင်မှကျမကြီးမှလည်းအောင်မြင်မဲ့အဖက်ဖက်မှလည်းအောင်မြင်မယ်လို့ဒီဘက်ကနေပြင်စကားလေးပြောချင်တာဖြစ်ပါတယ်မွေးနေ့ဘွားတွေအတွက်ဒီနေ့ထဲမှာအကြံဉာဏ်ထပ်ပြီးပေးချင်တဲ့ကိစ္စက relationship မှာစိတ်ရှည်ပါနော်မွေးနေ့ဘွားတွေကအရာရာအဆင်ပြေမှဖြစ်မယ်အရာရာပြည့်စုံနေမှဖြစ် ဖြစ်မယ် perfect ဖြစ်နေမှာဖြစ်မယ်ဆိုပြီးတော့အရန်အားစိုက်တဲ့အထွက်ကြောင့်ဒီနေ့ထဲမှာ relationship ကတခြားအလောက်ကန်ကိစ္စလေးတွေမှာအကြက်တဲလေးတွေပေါ်တဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့လည်းသတိပေးချင်ပါတယ်ပြီးတော့ဒီမှာ mouse ပါတဲ့အတွက် spiritual snake ပေါ့နော်ငွေထဲရောလေးနဲ့တဲတော့ ြံပြုချက်ကလေးကိုတစ်ချက်လေးကြည့်ပေးပါမယ်။ဘွားရီအတွက်2025မှာပေါ့နော်ဒီ terror ကရဲ့အကြံပြုချက်လေးကိုကြည့်တဲ့အခါမှာသူကြကြလုံးဝနှစ်ကက်ထွက်လာပါတယ်နော်။အခုနကလေးကပြောတယ်ပေါ့ဒီနှစ်ထဲမှာမွေးမြဖွားအမျိုးသားရဲ့အမျိုးသမီးရဲ့ကြုံရမဲ့ကံစားရာလေးတွေလည်းတိတ်ပြီးတော့မတူဘူးပေါ့နော်။အထူးသဖြင့်မျိုးသားတွေကတော့အဲဒီအဆိုးတွေမဖြစ်လာအောင်ပို့ပြီးတော့ဂရုစားရမယ်။မွေးမြဖွားအမျိုးသမီးတွေကတော့ကိုယ့်လက်ထဲမှာရှိပြီးသားအကောင်းကြီးပေါ့နော်။ကောင်းတဲ့ကံတွေရော့မသွားအောင်လို့ထိန်းသိမ်းရတယ်။အဲ့တော့မွေးမြဖွားအမျိုးသားနဲ့အမျိုးသမီးတွေကဒီနှစ်ထဲမှာ separate duty ပေါ့နော်။2025 မှာတီးခြားတာဝန်တွေကိုကိုထမ်းဆောင်ရတာမျိုးရှိတယ်အမျိုးသားတွေကတော့အစိုးတွေမဖြစ်အောင်မိမိကိုကိုစင်ကျင်နေနေဖို့အမျိုးသမီးတွေကတော့အကောင်းကြီးရော့မသွားအောင်ကိုယ့်ကိုယ်စင်ကျင်နေဖို့ဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း Ace of Pentacles ဆိုတဲ့ကလေးနဲ့ The Moon ဆိုတဲ့ကက်ကလေးကြပါတယ်โอเคဒီမှာဆို White Snake လေးပေါ့နော်အဖျော် Snake လေးနဲ့ပတ်သက်ပြီးတော့ဒီမှာတစ်ချက်ပြောချင်ပါတယ်အာထူးခြားပေါ့နော်ဒီမှာမွေနဲ့ပတ်သက်ပြီးပြောချင်လို့ရှိရင်မွေတိရုပ်တန်ရာကြီးမှာဆိုရင်မွေစိမ်းနဲ့မွေဖြူနဲ့ရှိတယ်ပေါ့နော်မွေဖြူမင်းသမီးလေးနဲ့မွေစိမ်းမင်းသမီးလေးရှိတယ်ပေါ့ဆိုတော့အဲ့ဒီမှာ look at this နှစ်ယောက်လုံးပေါ်လာပေါ့နော်အစိမ်းနဲ့အဖြူနဲ့ပေါ့နော် character လေးနှစ်ခုလုံးပေါ်လာတဲ့အတွက်ကြောင့်မလို့အဒီနှစ်ထဲမှာပေါ့မွေးနှစ်ခွားကြီးအတွက်တကယ်ကိုအပြောင်းလဲကြီးမားမယ်နှစ်ကိုဖြတ်သန်းမှာဖြစ်ပါတယ်ငွေကြီးစီးပွားရေးတွေအဆင်ပြေဖို့လည်းရှိတယ်လို့တစ်ဖက်မှာလည်းအဲ့လိုအဆင်ပြေဖို့အတွက်ပေးဆပ်မယ်ကိစ္စတွေခုနကလိုထိုက်ဆွေးကြတဲ့အတွက်ကြောင့်မလို့ဒါမြန်မာလူဆိုရင်တော့ဂျူစီဂျူနဲ့ညံလို့ကိုဖြတ်ကျော်ရမယ်မကောင်းမှုတွေရှိနေတယ်ပေါ့နော်ကန်ဆိုးမှုတွေရှိနေတယ်အဲ့တော့အဆင်ပြေလာဖို့တော့ရှိပါတယ်သို့တော့အဲ့ဒါတွေမတိုင်ခင်မှာเนาะအာပြောမယ်ဆိုရင်တော့ ခက်ခဲလေးတွေကိုကိုက test လုပ်တာလေးတွေတော့ကြော်ဖြတ်ဖို့ရှိပါတယ်။ဒါကြောင့်ဒီနှစ်ထဲမှာမွေးနှစ်ဖွားတွေကုသိုလ်ကံများများလုပ်ပါဘဝရဲ့ဝီကျွေးစိုးတွေကိုကြော်ဖြတ်ရတဲ့အချိန်ဖြစ်ပါတယ်။ဒါအပြင်မွေးနှစ်ဖွားတွေကိုယ့်ရဲ့ကုသိုလ်ကံဘယ်လောက်ရှိလဲကိုယ့်ရဲ့ self uh, confidence ဘယ်လောက်ရှိလဲကိုယ့်ရဲ့ self awareness ဘယ်လောက်ရှိလဲကိုယ့်ကိုယ်ဘယ်လောက်ထိ self care လုပ်နိုင်လဲကိုယ့်ကိုယ်ဘယ်လောက်ထိ self love ချစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့เนาะဒီနှစ်ထဲမှာလုံးဝ universe ကကိုယ့် test ပေးတဲ့သဘောပေါ့เนาะကိုယ့်ဒီဂျိုမင်းနေနမင်းနေအကုန်လုံးကဲမင်းဖြည့်ကြည့်ပါအောင်ဒီမိကုန်းကိုဖြည့်ကြည့်ပါအောင်ဆိုပြီးတော့ပြောတယ် အဲ့မိကုံးကပိုကဖြေးနိုင်ပြီဆိုလို့ရှိရင်မွေးနေ့ပွားတွေနောက်လာမယ့်နှစ်တွေမှာလုံးဝလက်မထောင်နိုင်တဲ့အောင်မြင်မှုတွေကိုရရှိမှာဖြစ်ပါတယ်အထူးသဖြင့် relationship ကိစ္စတွေမှာရဲ့မိမိကိုယ်တိုင်ကိုယ့်ရဲ့ self relationship ပါ ိုကိုဘလို့ဆက်ဆံနေလဲကိုကိုကိုဘလို့ခံယူထားလဲဆိုတော့ self love မိမိကိုကိုချစ်တဲ့အချစ်ကိုဒီနေ့ထဲမှာဝင်နေပွားတယ်တင်ယူရမှာဖြစ်ပါတယ်အလောက်ကနေစီးပွားတဲ့ relationship တွေထပ်ပို့ပြီးတော့ပေါ့နော်ဒီဟာလေးကိုတင်ယူရမှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ထဲမှာဝင်နေပွားတဲ့အနေနဲ့နံမိုင်းဆိုင်ရာအဆောက်အအုံကောင်းနေလဲကိုကိုလာပြီးတော့အိမ်မက်ပေးတာတတိပေးတာကိုရဲ့စိတ်ထဲမှာဟိုဒီ reading ကြည့်နေတဲ့အချိန်မှာရင်ကိုဝင်နေပွားတော်တော်များများကထုံးတဲ့အတိုင်းမှာ intuition အရန်ကောင်းတဲ့နော်နှစ်ပွားဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်ဟာကငါ့ကိုတတိပီးနေပြီလဲငါဘာတွေဖြစ်တော့မှာလဲဆိုတော့ကြိုပြီးတော့မြင်နေပါလိမ့်မယ်အဲ့တော့မြင်တဲ့အတိုင်းပဲဖြစ်လာမယ့်ကံအစိုးတွေကိုနီးပြီးခွာကြကြနဲ့ရင်ဆိုင်မှာကံကောင်းခြင်းတွေကိုလည်းမူရင်းရှိပြီးသားကိုယ့်ရဲ့မွေးစားရကံမှာပါလာတဲ့အရာတွေအာသာချက်တွေကိုလည်းရော့မသွားအောင်တစ်ဖက်ကနေပြီးတော့ထိန်းသိမ်းပေးပါလို့ပြောချင်ပါတယ် ။မြစ်ဖွားတွေအတွက်ကံကောင်းတဲ့ကဏ္ဍနံပါတ်ကတော့ကဏ္ဍနံပါတ်2ကဏ္ဍနံပါတ်8ကဏ္ဍနံပါတ်9ဖြစ်ပါတယ်။အဲ့ဒီကဏ္ဍတွေကိုကိုဉဏ်ရှိသူအသုံးချနိုင်ပါတယ်နော်။မွေးနှစ်ဖွားတွေအတွက်ဒီနှစ်ထဲမှာကံကောင်းတဲ့အယောင်တွေကတော့တခြားနဲ့မတူသူများတွေနဲ့ပေါ့နော်။တခြားမြစ်ဖွားတွေနဲ့မတူတဲ့အယောင်ကတော့အနက်ယောင်အနည်းယောင်အဝါယောင်တွေကကံကောင်းတဲ့အယောင်ဖြစ်ပါတယ်။နဂါးနှစ်ဖွားတွေအတွက်ဆိုရင်ဒီ2025မှာအနက်ယောင်ကိုရှောင်းအောင်ပေါ့နော်။ဒါပေမဲ့မွေးနှစ်ဖွားတွေအတွက်အနက်ယောင်ဒီ2025မှာ very lucky color ဖြစ်ပါတယ်။အဲ့တော့အနက်ယောင်အနည်းယောင်အဝါယောင်တွေကိုကိုယ့်ရဲ့ကံကောင်းတဲ့အယောင်တွေဖြစ်တဲ့မွေးနှစ်ဖွားတွေ2025မှာတုံ့ဆဲလို့ရပါတယ်နော်။